ဆရာဘုရားကဟောတယ်ပတိရူပေဝတေဒေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့သုံးမာတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပဏော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပိပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်ဒဏ္ဍဒိညာယသောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြည်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြည်ပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြည်ပွား14ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို မြင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလား။သီလမရှိသေးဘူးဆိုသီလရှိရမယ်။စာကတုတမရှိသေးဘူးဆိုရင်တုတရှိအောင်ကြိုးစား။စာကမရှိသေးဘူးဆိုရင် စာကရှိအောင် ကြိုးစား။ပညာမရှိသေးဘူးဆိုပညာ။ဆိုလိုတာကပညာလောကီနဲ့ပတ်သက်လာလို့ရှင်ပစ္စည်းဥစ္စာတွေမရရအောင်調査အထောက်အမယ်လုံလဝိရိယဆက်ရမယ်ပညာတွေသင်ရမယ် စီပါဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီဘူးအထုတ်တာအတ္တသမပဏိတိပဲဖြစ်တယ်ဗောအဲ့ဒီအတ္တသမပဏိတိဖြစ်မှ အောင်မြင်ကြည့်ပါလူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံတုပွဲတုတွေရလို့စီစဉ်ဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တသမပဏိတိလို့ဆိုရက်ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံကဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပဏိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြမ်းမာတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးเนาะချိန်ကြလည်းဖေးဆိုင်ထိုင်နေချိန်ဖြုံးနေစီးပွားရှာမှာပြင်းနေအလောလောမှာပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ နော်ជីវ ਾਟ ွတ်တဲ့မှုဆိုတာမရနိုင်အချိန်ရှိသမျှမျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲစ조사တဲ့ဆိုတဲ့ပုံကိုယ်တွေဟာထိတ်တန်းကိုရောက်လာစာရီမြန်မြန်ဖတ်တယ်ပညာရီမြန်မြန်ရအောင်စီဖို့အထုတ်တယ်ဆိုအဲ့ဓာတွေအားလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ဉာဏ်နဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှ ကျန်တာတွေကအသက်ဝင်လောက်အတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတွေပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပွားတုတ်တဲ့မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်နော်